အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature bee channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်ပရိသတ်များအတွက်ဖျက်ဖျက်တက်ဆက်ပေးနေတဲ့ဆောင်းပါးကောင်းလေးကတော့စာရေးဆရာဗမော်သိန်းပေရေးထားတဲ့မြဝလို့တော့အတွေးများ6ဆိုတဲ့ဆောင်းပါးထဲမှာဆောင်းပါးကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖျက်ဖျက်တက်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူဒီဆောင်းပါးကောင်းလေးကိုနားဆင်ကြားစားကြည့်ပါဦးခင်ဗျာအတစ်ကပြန်စကြရအောင်လား တခါမှစားတောက်ဆိုင်တစ်ခုကစားသုံးသူကိုအလွန်ထူးခြားတဲ့ဝန်ဆောင်မှုတစ်ခုပေးတာနဲ့ကျွန်တော်ကြုံတွေ့ခဲ့ရပါတယ်။အဲ့ဒါဟာတော်ရွန်တိုမြို့ကအလွန်ချမ်းအေးတဲ့ဆောင်းရာသီရဲ့စနေနေ့တရက်မှာဖြစ်ခဲ့တာပါ။ကျောင်းပည့်ရဖြစ်တဲ့အဲ့ဒီနေ့မနက်အစောကြီးမှာကျွန်တော်ကလေးတွေကိုသူတို့ရဲ့အဖိုးအဖွားတွေလာခေါ်သွားကြတယ်။ဒါကြောင့်အိမ်မှာကျွန်တော်နဲ့ဇနီးကိတ်နှစ်ယောက်ထဲကျန်နေခဲ့ကြတယ်။ကလေးတွေထွက်သွားကြပြီးတော့ရာသီဥတုကချမ်းအေးလွန်လာကြအောင်ကျွန်တော်တို့လင်မယားနှစ်ယောက်လည်းအိမ်ယာမထားပဲဆက်အိမ်နေကြတယ်။မနက်စင်နေရီလောက်မှအိမ်ယာထားကြတယ်။ မနက်စာကိုအိမ်နာကော်ဖီဆိုင်တစ်ဆိုင်မှာသွားစားကြတယ်။မနက်စာစားပြီးတော့မြို့ထဲကိုသွားပြီးစတိုးဆိုင်တွေကိုရှောက်ကြည့်ကြတယ်။နောက်တော့ရုပ်ရှင်ရုံမှာနေကမိုင်းပြထားတဲ့ရုပ်ရှင်ကသွားကြည့်ကြတယ်။ရုပ်ရှင်ကြည့်ပြီးတော့ညနေ၄နာရီလောက်ရှိသွားပြီးအဲ့ဒီခါကျမှကျွန်တော်တို့လင်မယားနှစ်ယောက်လည်းဗိုက်စားလာတာကြောင့်အနီးနားကကျဲလေးပွင့်ဟိုတယ်တစ်ခုရဲ့စားသောက်ဆိုင်တွေဝင်လိုက်ကြတယ်။စားသောက်ဆိုင်ဝင်တဲ့တယောက်ကဟိုယူစာစီချိုနှုတ်ဆက်ပြီးကျွန်တော်တို့ကိုဇပွဲတစ်လုံးမှာနေရာချပေးတယ်။ကျွန်တော်ကဝိုင်းရဲ့ဒပလင်မှာလိုက်တယ်။ဝိုင်းရဲ့ရောက်လာတာနဲ့ကျွန်တော်တို့လင်မယားနှစ်ယောက်တောက်ကြတယ်။ ကိတ်ကခေါဆွေးကြော်တပွဲမှာလိုက်တယ်။မှာလိုက်တဲ့ခေါဆွေးကြော်ရောက်လာတာနဲ့ပြဿနာဆက်တက်တာပဲ။ဗိုက်စာနေတဲ့ကိတ်ကပကံပြားတဲ့ကပူပူနွေ့နွေ့ခေါဆွေးကြော်ကိုဇုံခင်းရင်နဲ့စမှုလိုက်တယ်။ခေါဆွေးပတ်တီချာမှာရာဘာလက်အေးကလက်ချောင်းအပိုင်းပြအစာလေးတစ်ခုကိုတွေ့လိုက်တယ်။ကိတ်ကဇပွဲတို့အမျိုးသမီးလေးကိုအတန်ချစ်ချင်းနဲ့လှမ်းခေါ်လိုက်တယ်။အမျိုးသမီးလေးလည်းချက်ချင်းဖြင့်အနားကိုပြေးလာတယ်။ကိတ်ကရာဘာအပိုင်းအစာလေးကိုလက်ညှိုးထိုးပြရင်ဒါဘာလေးလို့ဒေါသတန်နဲ့မေးလိုက်တယ်။ကျမလည်းမသိဘူးရှင်လို့ဖြင်းအမျိုးသမီးလေးကခေါဆွေးကြော်ပကံကိုကောက်ယူပြီး မိဖို့ကနေကိုတွားလိုက်တယ်။ကိတ်လည်းဘာပြောရမှန်းမသိပဲကြောင်တက်တက်ဖြစ်သွားတယ်။ကတမနဲ့လောက်အကြာမှာဇပွဲတို့အမျိုးသမီးလေးဟာသူ့ရဲ့ဇပွဲတို့ခေါင်းဆောင်အမျိုးသားကိုခေါ်ပြီးကျွန်တော်တို့ဇပွဲစီကိုပြန်ရောက်လာတယ်။ဇပွဲတို့ခေါင်းဆောင်ကလူကြီးမင်းတို့ခမားကျွန်တော်တို့အလွန်ဆိုးရတဲ့အမားကြီးတစ်ခုကိုလွန်လိုက်မိပါတယ်။အဲ့ဒီတော့အများကြီးဝမ်းနေတယ်လို့အနှူးညော်လဲတောင်းပန်ပါတယ်ခင်ဗျာ။ပြီးတော့သူကဆက်ပြောတယ်။ကျွန်တော်တို့အစ်စ်ခံနေပြန်စားကြရအောင်လားတဲ့ ကျွန်တော်သူပြောတဲ့အတက်ကပြန်ဆားကြရအောင်လားဆိုတာဘာလို့ဆိုလို့မှစဉ်းစားနေတော့သူကဇပွဲတို့အမျိုးသမီးလေးကိုပြောလိုက်တယ်။ဇပွဲဘဝဟာရီအားလုံးကိုတင်လိုက်တဲ့မျိုးသမီးလေးလည်းကျွန်တော်တို့ဇပွဲဘဝပစ္စည်းတွေအားလုံးကိုကောက်ယူတင်ရိုက်ပြီးအသင်ယူလာတဲ့တွန်းလဲပေါ်တင်လိုက်တယ်။ကျွန်တော်တို့ရဲ့တောက်လက်စာဝိုင်ပလင်းနဲ့ဖန်ခွက်တီးဇုံးခရင်ဓာတ်နဲ့လက်တုပ်ဘဝတွေကျွန်တော်အမီးလုံနေတဲ့မြေပဲလော်နဲ့အာလူကျော်ပကန်းနဲ့စားတော့ဘွေရာစင်းရင်မီနူးစာအုပ်နဲ့နောက်ဆုံးဇပွဲခင်းမှာအကုန်တင်သွားတယ် ကျွန်တော်နဲ့ကိတ်လဲဘာမှနားမလဲလို့သူတို့လုံနေတာကိုငေးကြည့်နေကြတယ်။ဇပွဲတို့မျိုးသမီးလေးဟာဇပွဲပေါ်တင်လိုက်တဲ့ပစ္စည်းတွေတင်ထားတဲ့တွန်းလေးကိုမိဖို့ခံတဲ့ကိုယူသွားတယ်။နောက်ထပ်တွန်းလေးတစ်ခုယူလာပြန်တယ်။ဇပွဲကိုဇပွဲကင်းအစ်တစ်ခုခင်းတယ်။တွန်းလေးပေါ်မှာပါလာတဲ့ပစ္စည်းတွေကိုဇပွဲပေါ်အသေးချာနေရာပြန်ချတယ်။မီနူစာကိုပြန်တင်ပေးတယ်။ဝိုင်းပလင်းအစ်တစ်တစ်ပလင်းနဲ့ဖန်ခွက်အစ်တစ်နှစ်ခွက်ချပေးတယ်။ဇွန်ခရင်ဒါလက်တော့ပေါ်အစ်တစ်တွေကိုတေချာစီချပေးတယ်။ ပြီးတော့ဇပွဲတို့ခေါင်းဆောင်ကကိတ်အတွက်ခောက်ဆွဲကျော်အစ်တပွဲရောက်လာမယ်လို့ပြောပါတယ်။သူ့အနားကမထွက်ခေါ်ခင်လေးမှာကျွန်တော်တို့ဖြစ်ပြီးခဲ့တာတွေမိလိုက်ကြရအောင်လားလို့ပြောတယ်။ကျွန်တော်နဲ့ကိတ်လည်းပြုံးပြီးခေါင်းညိပြကြတယ်။ဇပွဲတို့ခေါင်းဆောင်ဟာစောစောကအဖြစ်အပျက်ကိုသူတို့ရဲ့အမားဇိုးဝတဲ့ဝန်ဆောင်မှုလို့ဝန်ခံတယ်။ခေါင်းဆွဲကျော်တဲ့ rubber လက်ရည်အပိုင်းအစပါသွားတဲ့အတွက်စင်ကြီးစင်းလက်တစ်ခုမှမပေးဘူး။ဘသူကမှလည်းအပြစ်ပုံမချဘူး။သူတို့အမားလို့ဝန်ခံရုံမကပဲနဲ့ထုတ်ခဲ့လာတဲ့ဝန်ဆောင်မှုတစ်ခုနဲ့အစားထိုးပြီးတယ် စားသုံးသူကျင်းနေစေဖို့အစွမ်းကုန်ကြိုးစားခဲ့တယ်။ကျွန်တော်တို့လင်မယားလေးနောက်ထပ်အစားအသောက်တချို့ထပ်မစားရင်အစားအသောက်တွေကတကယ်လည်းရသာရှိပါတယ်။ဇပွဲတို့ဝန်ထမ်းတွေရဲ့ဝန်ဆောင်မှုတွေကလည်းအကောင်းဆုံးပါပဲ။ကျွန်တော်တို့စားသောက်ပီဇာလို့ပတ်စံရှင်းကြတော့မယ်လို့ဆိုတော့ဇပွဲတို့ခေါင်းဆောင်ရောက်လာပြီ။လူကြီးမင်းတို့စားသောက်ခဲ့တာတွေအတွက်ပတ်စံပေးစရာမလိုပါဘူး။ကျွန်တော်တို့ဟိုတယ်ကကျွေးတဲ့နေ့လည်စာလက်ဆောင်ပါခင်ဗျာလို့ပြောတယ်။ကျွန်တော်အရင်ပြန်လမ်းမှာဇပွဲတို့ခေါင်းဆောင်ပြောခဲ့တဲ့စကားလေးကိုအမှတ်ရနိုင်မိတယ်။ ကျွန်တော်တို့အသက်ကပြန်ဆာကြရအောင်လားတဲ့အခုကျွန်တော်ဖတ်ပြနေဆက်ပေးခဲ့တဲ့ဆောင်းပါးကောင်းလေးကတော့ဇာယေးဆရာဗမောသိမ့်ပြီးဟီတာထားတဲ့မြောင်ဝလို့သောအတွေးများ6စာအုပ်ထဲမှာအသက်ကပြန်ဆာကြရအောင်လားလို့အမိရတဲ့ဆောင်းပါးကောင်းလေးတစ်ပုဒ်ကိုရွှေ့ချယ်ဖတ်ကြားဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာဒီဆောင်းပါးလေးမှာဆိုလို့ရှိရင်ဒီစားတောက်ဆိုင်တစ်ခုမှာအမှားရွှင်လုံးမိသွားတဲ့အတွက်ဒီစပွဲတို့ခေါင်းဆောင်ကနေပြီးတော့ဒီစားတုံးသူဘက်ကိုသူတောင်းပန်ကြောင်းဒါသူတို့ရဲ့အမှားပါလို့သူဝန်ခံလိုက်တယ် ဒီစားသုံးသူတွေကိုသူ့အမားပါလို့တောင်းပန်ဝန်ခံပြီးရဲ့နောက်မှာသူကသူ့ရဲ့လက်အောက်ငယ်သားတွေပြီးတော့စပို့မှုတွေကိုသူကအပြစ်တင်ပြောဆိုတာတွေစုပူချိန်မောင်းတာတွေသူမလုပ်ဖ ೇನೆ သူတို့ဒီလုပ်ခဲ့တဲ့ဒီဒီပေါ့ဒီဝန်ဆောင်မှုပေးတဲ့အလုပ်ငန်းကိုသူတို့အစနဲ့ပြန်စားလိုက်တယ်အဲ့တော့ဒီခင်းထားတဲ့စပွဲခင်းတွေဒီဟင်းပွဲတွေအကုန်ပြန်သိမ်းတယ်သိမ်းပြီးတော့သူတို့တွေကဒီစားသုံးသူလေးများခြေနဲ့တော့အစကနေပြီးတော့သူတို့ပြန်စားကြလိုက်တယ် အဲ့တော့ဒီမှာပြောလိုက်တဲ့စကားလေးကလေကျွန်တော်တို့အတိတ်ကနေပြန်စားချရအောင်လားတဲ့ကျွန်တော်တို့ဒီအဲ့တော့ဒီဆောင်မလေးရနေပြီကျွန်တော်တို့ဘာလို့သင်ခန်းစာယူတင်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကိုလုတ်လိုက်လို့မှားသွားတယ်လွဲသွားတယ်ကိုယ့်ရဲ့အမားကိုကျွန်တော်တို့အဲ့လိုဆိုရင်ဝန်ခံလိုက်ပြီးတော့အဲ့ကိုယ့်အမားအတွက်တောင်းပန်ပြီးတော့ကျွန်တော်တို့တွေကကိုယ့်အမားကိုတာဝန်ယူရမယ်တစ်ဖက်လိုခြေနှက်သွားအောင်ကျွန်တော်တို့တွေအတတ်နိုင်ဆုံးအတိတ်ကနေပြန်စားချရမယ်အဲ့လိုပြန်စားတဲ့အခါမှာလေတစ်ဖက်သူကကြီးကြီးနက်နက်နဲ့ လက်ခံပေးဖို့လိုတယ်။ကျွန်တော်တို့ဘက်ကလည်းကြည်ကြည်နဲ့နဲ့တောင်းပန်ဖို့လိုပါတယ်။တစ်ဖက်သူကျေနပ်သွားတဲ့အထိတောင်းပန်ဖို့လိုပါတယ်။ပြီးတော့ကျွန်တော်တို့ကိုယ့်ရဲ့အမအအတွက်တာဝန်ယူရင်းရမယ်ပေါ့။အဲ့တော့အဲ့လိုမျိုးဒီလိုမျိုးစောင်းမကောင်းလေးတွေပါတယ်။ဒီလိုမျိုးပညာပေးစောင်းမကောင်းလေးတွေပါတယ်။ဆရာဘောမောသိမ့်ဖေးရေးသားထားတဲ့ရဝလိုတော့အတွေ့များ6ဝင်ရင်းစာအကောင်လေးကိုဝယ်ယူဖတ်ရှုအားပေးရဖို့ကျွန်တော်လည်း Literature Feature Channel လေးမှာတိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ အားဆင်သူများအားလုံးဘေးရန်ခတ်တင်ကင်းကျင်းကြပါစေဒေါသခတ်တင်ကင်းကျင်းကြပါစေစိတ်ရင်ခတ်တင်ကင်းကျင်းကြပါစေနှလုံးစေဝံအေးချမ်းကြပါစေအားဆင်သူများအားလုံးဘေးရန်ကြောက်ကြစိတ်ရင်ကင်း၍ကိုယ်စိတ်နှပြစမ်းမချမ်းသာကြပါစေကောင်းကျိုးလိုရာဆန္ဒများလည်းတလုံးတော့အပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ literature v channel လေးမှာနှာစင်ပေးခဲ့ချာသူတူလျောက်ချင်းစီကိုဆုတောင်းမြတ်တာပို့တာပေးလိုက်ပါရခင်ဗျာ